းခဲ့တဲ့နိုဝင်ဘာရွေးကောက်ပွဲမှာတခဲနဲ့ထောက်ခံပေးပေးခဲ့ကြတဲ့မဲဆန္ဒရှင်တွေကိုခြေစူးတုံ့ပြန်ခဲ့တဲ့ဒီစတူရီတာကျွေးမွေးပွဲအလူဟာကြိုက်ဝိုင်းဘောလုံးကွင်းထဲမှာချိတ်ချိတ်တို့စီကားခဲ့ပါတယ်။မယန်းကုန်းမြို့နယ်လွတ်တော်အမတ်တွေနဲ့အတူပါတီဝင်တွေရဲ့စတူရီတာကျွေးမွေးပွဲကိုတော့နှုတ်ခေါက်ဆွဲမောင်းငါအချိန်တရာစီနဲ့ရေခဲမုံတို့ကိုအတီးတီးကျွေးမွေးခဲ့ပြီးပန်းရည်လန်းအဖွဲ့ကလာရောက်ဖျော်ဖြေခဲ့ပါတယ်။ထောက်ဆန်းကားမှာအဲ့လိုမယန်းကုန်းမြို့နယ်နေတဲ့နော်မယန်းကုန်းမြို့နယ် ဆောက်ပြီးတော့အွန်လိုင်းရေးနေနေရခဲ့တယ်။ဘယ်လိုမျိုးရှိမဲဆန္ဒရှိတယ်။အားလုံးကလည်းတစ်ခါနဲ့တော့ရောက်တူနေကြအဲဒီရောက်ခက်ကြီးရတဲ့တော့ကိုယ်စိုင်းနေရဒီဒီလိုမျိုးကအောက်ဘွဲကိုလုပ်ရတာအဲဒီစားရည်ရေးခဲ့ပါအဲဒီ policy အဲဒီ party ရဲ့တော့ဒါသူချမှတ်တဲ့လမ်းတွေကစစ်စစ်မလုပ်ဘူး။အဲဒီတော့ဆိုတော့ဒီလိုဒီတော့ဘယ်ပြရတာပါဆိုတော့အဲဒီကိုယ်စိုင်းနေတဲ့ရှုပ်နေတယ်။နောက်တော့ကိုရှင်ပြိုင်ပဲတဲ့ party တွေနဲ့ပေါ့နော်။ တော့ဒီလိုလည်းအရင်ကဘုံလုပ်တယ်လို့ရှိရင်အခုဒါဟိုပေါ့တော့မစားနိုင်ရရရပြုတ်တော့အဲ့ကဲပြီးရွှေ့ရတယ်ဒီလိုနေကြတဲ့ခါကျတော့လည်းအစိုးရရဲ့အစိုးရရဲ့ရက်တရားနေတဲ့ကိစ္စကြီးတော့ဒီလိုကတော့မှဘောဒီလိုကတော့ပါလေတော့ဒီလိုပါလေမဲဆန္ဒရှင်ဒေသခံတွေကိုကျေးဇူးတုံ့ပြန်ဖို့ရည်ရွယ်ထားပေမဲ့အကြောင်းမျိုးမျိုးကြောင့်မလုဆောင်နိုင်ခဲ့တဲ့ဒီလူဟာအခုတော့အစိုးရတဲ့ရက်တရပြည့်နေလဲတိုက်ဆိုင်ခဲ့ပါတယ်။ ။မတို့ကဒီအလူလုတ်ဖို့နဲ့အောင်ပွဲလုတ်ပေးဖို့အတွက်ရည်ရချက်ကတော့မပြီးခင်လည်းကငါတို့အောင်ခဲ့လို့ရှိရင်တို့ဘဲဆန္ဒရှင်တွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဒီအလူပွဲကျင်းပမယ်ဆိုတာကတော့ငမိုတဲ့ကရှိတယ်။ဒါပေမဲ့မတို့ရက်သက်မှတ်လိုက်တဲ့အခါမှာအကြောင်းကြောင်းတွေကြောင့်ပထမအပတ်အပတ်တွေမှာမတို့ကအဆင်မပြေခဲ့ပဲနဲ့ဒီနှစ်၄ရက်၆လကိုရောက်လာတဲ့အခါမှာအစိုးရရဲ့ရက်တရနဲ့သွားတိုက်တဲ့အတွက်အမကအတိုင်းမသိဝမ်းသာဂုဏ်ယူမိတာအမှန်ပါပဲမဟုတ်ဘူး။စတူဒီသားအလူအတွက်ဘ ਹੁ ကော်မတီဝင်ဒေါက်တာမေဝင်းမြင့်က နှုတ်ခေါ်ဆွဲအချိန်တရာတိုင်းလွတ်တော်အမတ်ဒေါ်မိုးမိုးစုကြည်ကမောဟင်းကားအချိန်တရာနဲ့ဥယျာဉ်ရှင်ကရေကဲမုံခွပောင်းတထောင်ကိုလှူဒန်းခဲ့ပါတယ်။